မင်္ဂလာပါရှင်ဒီတစ်ခါကျမတို့ကဒီဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ကနေတာနောင်မြို့ကို16နိုင်ကြာယထာစီဗီတွားခဲ့တဲ့အတွေ့အကြုံလေးတွေကို မျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါကတော့ ဗီယက်နမ်နိုင်ငံဟန်ဝိုင်းကယထာဘူဒါကိုရောက်ရှိခဲ့စဉ်ကရက်ကူထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်ဒီနေရာမှာကျမအာကျမတခုအမှတ်ရခဲ့တာပေါ့နော်ကျမမြန်မာပြည်မှာနေခဲ့တော့ကလွန်ခဲ့တဲ့9နှစ်တုန်းကလို့ပြောမယ်အဲ့ဒီတုန်းကဆရာတယောက်ပြောပြဖို့တယ် ေဗီယက်နမ်ကယထာဘူတာမှာတဲ့ဂုံးစင်းဂုံးသက်လောက်တဲ့ခါကြလို့ရှိရင်အိတ်လေးတွေတေရပြူရလွယ်ကူဖို့အတွက်ဂုံးလေးလှူထားပေးတာတွေလေကားနဲ့ဂုံးနဲ့တွဲပြီးလှူထားပေးတာတွေကိုကဆဆချင်းကြားကန်စားဆိုကိုကနားမလည်ကိုရောက်ရှိတဲ့အခါကျမှပဲမြင်တဲ့အခါကျတော့ကိုကတတိပြုပြီးတာပေါ့နော်အဲ့ဒီအတွက်ဒီဗီဒီယိုလေးတွေမှာအီကီရောပြန်လေးမျှဝေထားခြင်းတာဖြစ်ပါလိမ့်ရှင် ဒါစီးရခါကြလို့ရှိရင်ဒါကျွန်မပြင်းနေဟန်ဝိုင်းမှာပထမအောင်ဆုံးရထားစီးတာဖြစ်ပါတယ်ဒါကဟန်ဝိုင်းက train station မှာဇော်ရရထားစီးတဲ့ချိန်မှာရိုက်ကူးထားလေးတယ်ညဝေထားတာဖြစ်ပါတယ်ဒါကတော့ကျွန်မတို့တို့အတွက် ကျွန်တော်ကယထာလာစီတာလေးဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟာည၈နိုင်မှာထွက်မဲ့ယထာလို့ပြောပေါ့နော်ည၈နိုင်မှာထွက်မဲ့ယထာဆိုရခါကျတော့ဒီကိုကျွန်တော်တို့လာခဲ့တာငါယူဝက်လောက်သက်စီစီရတယ်ပြီးလို့ရှိရင်မနေရာလေးလာရှာတာပေါ့နော်ဒါဆိုလို့ရှိရင်ဟန်ဝိုင်အထရေးစတေးရှင်မှာကျွန်တော်တို့ အရှိခိုင်းမှာရိုက်ကူးထားတာလေးမြောင်းဝေထားတာဖြစ်ပါတယ်ဟူးပြောစရာဒီပကားရဲ့အခန်းထဲမှာအခုကျတို့ကျတို့ဟွာလိုက်ပါစီနီမဲအမဒီသားအခန်းကတော့သူကလေးရောက်လို့ပြောတာ လေရလို့ရတော့ဘောနော်ပေခမ်းဖြစ်မလဲတော့မသိဘူးတော်တော်လေးတော့ရင်ခေါင်နေပြီဟူးဒါသာဈေးနှုန်းဘယ်လောက်ဖြစ်တယ်ဆိုတဲ့ဟာကိုလေမစ္စတာတို့ကိုခင်ဗျကိုပေးထားပါမယ်နော်ကဲဒါကတော့ကျွန်တော်တို့ဒီဟနွိုင်းကနေဒါနန်ကို သွားမဲ့ယထာပေါ့နော်ဒီခီးစင်မှာဆိုလို့ရှင်တော့အဲကျွန်တော်တို့ကဘယ်နှလိုက်မှာထွက်မှာလေးတော့မသိသေးဘူးအခုကတော့ ခုနှစ်နာရီ16မိနစ်ပေါ့နော်သူကဟိုပါလေဘယ်လိုပြောရမလဲဆိုလို့ရှင်အခုကျွန်တော်တို့အဲအိတ်တာကတာဆိုလို့ရှင်ဟွာကတင်ကတင်လေးပေါ်လာဒီစင်လေးဒီမှာကျွန်မအောက်ကပုံလေးပြမယ်နော်ဒီဟာလေးပေါ့နော်မစတော့လေရေဘူးရေဘူးလေဘူးထထပေးတာကျမတို့နဘူးအရင်ယူထားလိုက်ပြီအဲပန်းနဲ့ပိုင်ထိုးထားတာအဲ့လိုဆိုကျမတို့ဘေးကဘယ်လိုမျိုးပေါ့နော် ။ညဘေးကကတင်တစ်ခု။ဟာကျမဒီညလိုက်ပါစီနေမဲ့ကတင်လေး။တော်လေ။ဟိုကဘလိုပြောရမလဲဆိုလို့ရှိရင်ဟိုကညလုံးစီးရမယ်ဆိုတဲ့အခါကျတော့လေ။ဘလိုပြောမှာမတော်မသိကျမယထားစီရတော့အကြိုက်တစ်ခါတော့မရှိဘူးပြီးတော့ပြောလိုက်ဘလိုပြောမှာလဲဆန်း ဒီကသူကအိတ်စီအိတ်အိတ်စင်ပါတဲ့ဒီကဒင်ကဒင်တွေပါတဲ့အဲ့ဒီရထားတွဲလုံးကြီးတွဲလုံးကြီးပါအဲ့လိုမျိုးကဒင်ပါတယ်ပြောရှင်ဆိုတာကကျွန်တော်တို့လာခဲ့တဲ့အချိန်တော့ဆိုလို့ရှင်သူကအိတ်တွေပါတယ်အဲ့လိုခြားတဲ့ခါဆိုလို့ရှင်သူကခုံလေးတဲ့အဲ့လိုလှုပ်ထားပြရလေတော်တိုင်ရောကိုအိတ်ကိုမနိုင်တဲ့လူဆိုမရဘူးဒီချပွဲလေးနဲ့ပါနေဆိုလို့ရှင်အစီအစီတာမျိုးရောရှိရပါတော့ โอเคจ้าဒီညဒီရထားစီးတယ်စီးပြီးလို့ရှင်ဘယ်နှနာရီမှာဟိုဘက်ကိုရောက်တယ်ဆိုတော့အကြောင်းအရာလေးတွေကလေး message လေးကိုရောက်ပေးပါမယ်เนาะလို့ရှင်ရထားစီးလုံးကလူတဦးဆိုလို့ရှင်ဘလာလောက်ကြာတယ်ဆိုတော့အကြောင်းအရာလေးတွေကိုလေး message လေးကိုဘဟုတုတအနေနဲ့ညောင်းဝေပေးပါမယ်เนาะဒါဆိုလို့ရှင်ကျမတို့ live ပါစီးနေတော့မယ်ဒီရထားတွေထဲကဒီအဲအိတ်စင်ကတင်လေးရဲ့အနေထားလေးဖြစ်ပါတယ်ရှင် ကြာကတော့အခုဟိုလေယထာစားထွက်တာပေါ့နော်အန်ဝိုင်းကနေဒါနန်ကိုသွားမဲ့ယထာစားထွက်တာဖြစ်ပါတယ်ယထာရှိရတော့သူတို့ဟိုအရင်တော့ဆိုရင်လာဟိုလာဟိုမှာဆိုရင်လက်စယထာစီခါကြတော့ အဲ့လိုမျိုးသူ့ဟိုဘယ်လိုပြမလဲဆိုတော့ဘယ်လောက်ချိန်မတုတ်ဘူးပေါ့နော်အရန်ငယ်ခုဒါရရရထားပြည်နယ်နိုင်ငံကရရရထားဒီရရရထားကိုကျမတို့တရားအောင်ဆင်းတာပေါ့နော်ပြောကြိုက်တကယ်တော့အများကြီးတော့မလုပ်ပေါ့နော်နည်းနည်းပါနည်းနည်းပါဒီလောက်ပဲလုပ်ရခွတ်တယ်ပါတယ်ရခွတ်တယ်ပါတယ် ဒီတိုင်းထောက်ထားလို့ရှင်တော့ရေရတော့နည်းနည်းပါပါတော့ဖိတ်တာအမေတော်လေးအဆင်ပြေဆမာတို့လည်းဟန်ကြလို့ရှင်ဟိုရတဲ့ခါဆိုလို့ရှင်အပင်းဆုံးဘလောက်ချင်းရှိတဲ့ဆိုတဲ့အကြောင်းညာလေးတွေကိုမစ္စတွေကိုပြန်ကလေးမနာဝေးပြပါဘူးနော် ကျတော့ဟိုလေသွားသွားတိုက်ဖို့ကြာလာတာပေါ့နော်ဘဘကဘဘကတောင်းအောင်ဖြစ်ပါတယ်ဒါတော့ကျွားတိုက်ဖို့အစီအစဉ်ပေါ့ဗျာရထားပေါ်မှာသွားတိုက်မှာဖြစ်ပါတယ်မစိဒါတော့ ်သူတို့စီခဲ့တဲ့ရထားပေါ်မှာသွားရပါတယ်ဒါမှမဟုတ်တန်းရှိနေပါတယ်တော့ပေါ့နော်ဟန်စကပ်မှာလဲရောဟာလောပြောလို့ရအောင်သူတညလို့တညလို့စီရမှာဆိုတော့လေ လာပြီအဲ့ဒီဘက်ကိုကျန်တော့တယ်အကောင်လေအကောင်နံပါတ်ရဲ့ကက်ဆင်စီဖြစ်တဲ့ဘောကန်နံပါတ်တော့မာရောဟာဇာကန်ဘာညမီကွင်းပြမနော် ဒီပါကောင်းအောင်ကိုဆိုလို့ရှိရင်လည်းဘယ်လိုပြမလဲမသိဒါကပလတ်စတစ်တွေနဲ့ကံပါလေးထုတ်ထားပေးတာပေါ့နော်နောက်ဆိုရှင်ကောင်းကောင်းအောင်နဲ့ဆောင်လေးတယ်ဒါတော့ဒီပါဘယ်လိုထုတ်ထားပေးလဲတယောက်စားဆိုအဲ့လိုပေါ့နော်ဆုံးဆုံးလို့ရှိရင်ဒီကြိတ်တော့ ေးရမယ်ဆိုတာပဲဖြစ်ဖြစ်လိုအပ်တဲ့ခါဆိုတော့ရှင်သူတို့လည်းပြန်သုံးလို့ရအောင်ကျမကတော့ထောက်ပြီးမှစကားပြောပါမယ်အမျိုးလေးပေါ့နော်ပြစ်ပြစ်တာမပြစ်တာကသူတို့အပိုင်းဖြစ်သွားတယ်။ဘာစာစောင်းလေးတွေပြီးလို့ရှိရင်အကောင်အုံလေးနဲ့အဲ့လိုမျိုး Ok Good night <laughs> là, hộ, có bánh tao bánh mì quê các bác ơi Dạ Lục dòng lửa sửa sẻ Bác luộc, ngô luộc, trứng gà, trứng bì lọ có Bánh tao bánh mì quê ạ Bánh mì ba đây cho không ạ Chỗ rửa sửa mà là yếu Tao rồi, bữa nay bánh sửa sửa mì này đây ဟန်ဝိုင်းရတဲ့တန်တန်ကိုသွားတဲ့ယထာပေါ်နဲ့ရေကူထားတာလေးတွေကိုမိတ်ဆွေတွေကိုမျှဝေထားတာဖြစ်ပါတယ်။နောက်တော့မြင်ရတာကဒါလေခွေးပင်တော့မြေကခေါ်ပဲ။ဘာလို့ကောလို့သူကအချိန်ပြီးတော့နာအဲ့ဆိုတော့ရှင်ပူပူနွဲ့နွဲ့ဟိုကလေမနက် breakfast အဖြစ်ကြောင်းဟိုကလေ ဘယ်လိုပြောလဲပြည်နယ်တွေကသူကဘန်းကူလို့ခေါ်တာပေါ့နော်ဘန်းကူဆိုတာကပေါမုတ်ကမှာအဲ့ဒါဟောလာလေအသားတွေပါတယ်အသေးရွက်လေးညက်ပြီးပါအစားရတာအဲ့ဒီအစားအစားပေါ့နော်အဲ့ဒီအစားအစားနောက်ပိုင်းကျရင်လည်းကျမလည်းကျင်းနေတာဆိုတော့ရှင်ဘလော့လေးလုပ်ပြီးမှညောင်းနေပြပါမယ်ဒါဆိုလို့ရှင်ကျမတို့သွားနေတဲ့ဒီဟန်ဝိုင်းကနေတာနာကိုသွားတဲ့လမ်းခေမှာရိုက်ကူးထားတဲ့ ယထားပေါ်ကနေပြန်လာတယ်မျိုးတွေဖြစ်ပါတယ်ရှင်ဘာလို့လဲဆိုလို့ရှိရင်ယထားပေါ်မှာစားဆရာလေးတွေရရတယ်ဆိုတဲ့အကြောင်းအရာလေးတွေတော့လိုက်ရောင်းပြီးဟုတ် ်ဒီပါလေဟုတ်ပါမှာဟုတ်ပါမှာဆိုလို့ရှိရင်တော့အုပ်မြင်ရတယ်။ခဏဆဆဆဆရအစားထပ်စားနေကြတာ။ဒါဆိုလို့ရှိရင်ဟန်ဝိုင်းကနေဘာပလော့ဖလော့လော့ကျန်တာဘာပါလဲ။ရထားပါရထားပါကျွန်မမနဲ့နေထွက်တဲ့အချိန် လိုက်ပြီးမှခြေပြီးမှပေါ့နော်။ဒီထွက်တဲ့အချိန်ကိုခြေပြီးမှထွက်ကြည့်နေရတဲ့အမိုင်လက်ခဲ့တာလည်းကိုယ်မစရဘူးပြောထားဖြစ်ပါလေရှင်။ဒါဆိုလို့ရှင်ဗီယက်နမ်နိုင်ငံကလေကွင်းပြင်လေးတွေဖြစ်ပါလေရှင်။ကဘာမှာစပြပကိုစံတင်ပို့မှုရခိုင်နှုန်းအများဆုံးထဲမှာတတိယနေရာချိတ်ထားတဲ့ဗီယက်နမ်နိုင်ငံလို့ပြောကြတာပေါ့နော်။ ပထမကတော့အိန္ဒိယဒုတိယကတော့ထိုင်လန်တတိယကတော့ဗီယက်နမ်ဆိုပြီးမှပြောကြတာလက်ရှိအချိန်မှာတို့တွေအီကေရိုမတန်စစ်တမ်းတွေထဲမှာအီကေရိုပြောထားတာတွေမြင်ခဲ့တာပေါ့နော်ဒါဆိုရှင်ဗီယက်နမ်နိုင်ငံကလေကွင်းပြင်သေးတယ်ဒီထက်ဆန်တွေဆိုလို့ရှင်လည်းမြန်မာပြည်မှာရောက်ချင်လဲရောက်မှာပေါ့နော်ဒါတော့မပြောတတ်ဘူးကျမလည်းအားမမခံတာဒါမျိုးရောရှင်ပေါ့နော် ။မဆိုင်ထားတဲ့တချို့ရောဆန်တွေဆိုလို့ရှိရင်ကျမတို့ညီမပြရလူတွေတောင်မှစားဖြစ်ရင်စားအစားစားစားပူကြလိမ့်မယ်လို့ထင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြန်မာပြည်မှာရှိတဲ့တချို့လူတွေဆိုလို့ရှိရင်လည်းဗီယက်နမ်ဆန်ဆိုလို့ရှိရင်မိစားကြည့်ခြင်းတဲ့လူတွေတသက်ရှိတဲ့ဒါမျိုးတွေကတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်။ဒါတွေကိုကျမမြင်ခဲ့တာလေးကိုမျှဝေထားခြင်းတာဖြစ်ပါတယ်ရှင်။ဆောရှင် ြောင်းလဲဆိုခွေးခွေးမှာခိတခဏနာပြရနဲ့ကျမတို့လာခဲ့ပါတော့เนาะကျမတို့အခုတာတန်ကိုရောက်တော့တာတန်ကိုနောက်နှစ်နာရီလောက်ဆိုလို့ရှိရင်ရောက်တော့မှာဖြစ်တာဒါဆိုနောက်ကမှခင်ဗျာအရင်ကနော်အဲ့ဆက်ပါဒီမှာမြင်လာပါလေ ုံးတာမနေ့ကခဏနိုင်55မိနစ်မှာဟာလိုင်းကနေထွက်ခဲ့ရပါတော့เนาะဒီတော့တရန်ကိုခဏနိုင်ရောက်မလဲဆိုရဲဟာဒီရောက်တဲ့ခါဆိုလို့ရှိရင်လေးဆိုပြန်ပြန်ရောက်တော့ဆိုတော့တော့ဆိုးသွားတဲ့လမ်းလျှောက်မှာယထာဘဝနဲ့နေနိုင်တဲ့ပြန်လာတဲ့ပြည်နာနိုင်ငံကရန်လာတဲ့ဒီကွင်းလေးတွေဖြစ်ပါတယ်ရှင်အခုချိန်မှာဆိုတော့လေပထမဆိုလို့ရှိရင်ဘယ်လိုပြမလဲ စပါးဆိုင်ဖို့အတွက်အရန်ဟောမှာတောင်းတူလေးသမားတဲ့အများအရန်လုံများနေတဲ့အချိန်ပေါ့နော်လို့ရှိရင်ရတူတူကလည်းကောင်းတဲ့အခါဆိုတော့စိတ်စိတ်ဆူဆူလေးနဲ့အရန်လာပြီးဒါမျိုးတွေပေါ့နော်တော့ဒီကျွန်တော်တို့ရဲ့ဒီဒါ CK တဲ့ key sensation နဲ့ yeah ပြည့်စရာကောင်းတာဒီကိုဒီလည်းနားလည်ကြည့်ဒါမှစလို့ရှိရင်ဒီကနေ့ဒီဝါဘီချောင်းနေတယ် ။နောက်မှဆိုလို့ရှိရင်လေခွေးနေနေချောင်းနေတယ်အဲ့လိုမျိုးပေါ့နော်။ဆောင်းကကျွန်တော်တို့ဟိုမနေ့ပိုင်းနေနေထွက်တဲ့အချိန်မှာဆိုလို့ရှိရင်အရင်လာတယ်။ဒါကျမကျွန်တော်တို့အခန်းထဲမြင်ကွေးလေးတွေနော်။အခန်းထဲနေဆိုလို့ရှိရင်အပြုံလှမ်းမြင်ရတဲ့မြင်ကွေးလေးပဲမြောက်ပေးပါမယ်နော်။အေးဆောင်းပတင်းပေါက်ကလည်းကျွာလေး ဒီမှာဆိုရှင်ဒါကဒီဝန်ထမ်းကျတို့ဒီအတွဲရထားတွဲဝန်ထမ်းကဒီလိုရမရစဖုန်းနံပါတ်ပေးထားတယ်ဒီစကန်နေဆိုလို့ရှင်သူကအစားတောက်တဲ့ဘာတွေမှာစားလို့ရအောင်အလွန်မျိုးဒီပေါ့နော်ဒီမှာဆိုလို့ရှင်အထက်မှာဆိုလို့ရှင်သူကစလိတ်တွေပါမတောက်ရဘူးဆိုတော့အကြောင်းအရာလေးတွေပြောတာဒါကျမရဲ့အညာခင်ပါဒီလိုမျိုးပေါ့နော် စတာဆိုလို့ရှိရင်ရထားမှပတင်းပေါက်ကနေအမြင်ရတဲ့ဂူလီဖြစ်ပါတယ်ဒီနီယာနာတွိုက်မှာဆိုရင်သူကဒီတောင်တွေကိုရထားလမ်းနဲ့ကားလမ်းဖောက်ထားတဲ့နေရာနာဖြစ်ပါတယ်။ကျွန်တော်တို့အရှိန်အဟောင်းမှာဆိုရင်ကားတွေဖြတ်မောင်းနေကြတယ်။ဒါတွေဆိုလို့ရှင်ဒီတောင် တောင်ကိုဖောက်ပြီးမှကာလာမရေဆောက်ထားတဲ့အဲ့ဒီလမ်းဘက်ကိုသူတို့ ဖြတ်တန်းသွားနေတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်။ကျွန်တော်တို့ရထားကလည်းအဲ့ဒီအဲ့ဒီနေရာနားကပဲပေါ့နော်။အဲ့ဒီနေရာနားမှာရှိတဲ့လိုင်ကောင်းကနေဖြတ်ပြီးမှဒါနောင်ဘက်ကိုလာခဲ့တဲ့လမ်းမှာပေါ့နော်။ဒါဆိုလို့ရှိရင်ဒါနောင်ရောက်ခါနီးဖြစ်လေလေမြင်ကွင်းတွေကပို့ပြီးမှလာလေလေဖြစ်ပါတယ်။ ကြဆိုရှင်ကန်းချေကိုစတင်မြင်ခဲ့တဲ့မြင်ကွင်းလေးတွေကိုရက်ကူပြီးမှမျှဝေထားခြင်းဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုရင်ယထာဘူတာတွေဆိုလို့ရှိရင်လည်းဤကိတော့မြင်ခဲ့တော့ဘောနော်ယထာဘူတာတွေကိုဆိုရင်သူတို့ကလလပပလေးတန်တန်ရှင်ရှင်တန်တန်ရဲ့ရဲ့လေးတစ်ပင်လေးတွေကိုဆိုလို့ရှိရင်လည်းစနစ်တကျစိုက်ပျိုးထားတာလေးတွေဒါမျိုးတွေကိုမြင်ခဲ့တဲ့အခါကျတော့အတော်ကလေးသဘောချတယ်အရန်ချစ်စရာကောင်းတယ်ဒါမျိုးလေးဖြစ်ပါတယ်ရှင်။ ဒီနေရာကတော့ဒီ Hyvan Pass ဆိုတဲ့နေရာနာကိုယထာနဲ့ဖြစ်မောင်းသွားတဲ့အချိန်မှာမြင်ခဲ့တာလေးတွေကိုမျှဝေထားခြင်းဖြစ်ပါတယ်။ Hyvan Pass ဆိုတဲ့နေရာမှာတချို့ကတော့ဒါနန်ကနေစိုက်ကင်နဲ့တွားရောက်လေပတ်ကြတာဒါမျိုးတွေရှိပါတယ်။ကျမတို့ကတော့ယထာစီရင်နဲ့မြင်ခဲ့တဲ့မြင်ကွင်းတချို့လေးတွေကိုဒါမျှဝေထားခြင်းဖြစ်ပါတယ်ရှင်။ဒါကတော့ကျမတို့ယထာပုံကနေရိုက်ကူပြီးမျှဝေထားတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ရှင်။ဒီတော့ ကိုကအိနီယာကိုသွားရောက်လေပတ်ခြင်းနဲ့ဆိုတော့ရှင်တချို့တော့ဒီတန်တန်းကနေတခုတကလာပြီးမှအာလေပတ်ကြတဲ့တူတူလေးရှိတယ်ဒါပေမဲ့လေဒီမြင်ကွင်းကိုမြင်ရဖို့ဆိုရင်ယထာဘဝနေပဲပို့ပြီးမှကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းမြင်ရတယ်ဒါမျိုးတွေရှိရပါတော့ဒါဆိုရင်ဒီနာတော့မှဆိုရင်သူကယထာ꿰တာသူရဲ့ယထာအမီးဟိုတော့မှကျမတို့ထိုင်နေနေရတယ်တမ်းမြင်နေရတယ်အဲ့လိုမျိုးရှိရပါတော့ ဒါကကျွန်တော်တွေ့ရတဲ့မြင်ရတဲ့ရထားအမီရဲ့ပုံစံလေးကိုမျှဝေထားတာဖြစ်ပါတယ်ကျွန်တော်လိုက်ပါစီနင်းခဲ့တဲ့အဲ့ဒီရထားတွေမှာဆိုရင် ပြည်နာမီတာစုတွေလည်းပါတယ်အခက်ကြောတော့

ီနာတွိုက်မှာဆိုရင်ယထာကခွေပြီးတွားနေကြတာဟုတ်ဟိုဝိုက်ပြီးမှတွားတယ်လို့ပြောရမလားအဲ့လိုမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့အဲသူမြင်မြန်တွားလို့ရတဲ့နေရာမှာမြင်မြန်သေးတွားတယ်ပုံမှန်တွားတဲ့နေရာမှာ ပုံမှန်တွားတယ်အခါကျတော့တချို့နေရာတွေမှာဆိုရင် EK လို့ပေါ့နော်ပန်းနေဆိုလို့ရှင်လက်ရန်လာတယ်တတောင်လုံးအဲ့လိုမျိုးပန်းအဖြူရောင်ပန်းတွေအပြည့်ပဲတလူမျိုးပွင့်နေတယ် ဒါတွေကိုမြင်ခဲ့တဲ့အခါကျတော့ကိုကလည်းအရန်တဘောကြတယ်။ပြန်ပြီးမှမြင်ချင်တယ်ကြည့်ချင်တယ်။အဲ့ဒီအတွက်ဗီဒီယိုလေးဖန်တီးပြီးမှမိတ်ဆွေတို့ကိုလည်း EK တို့ညောင်းဝေးထားခြင်းဖြစ်ပါတယ်။ဒီနောက်တွိုင်းမှာဆိုရင်ယထာအမီးကိုပြန်မြင်ရတယ်။ဒီမြင်ကွင်းလေးတွေပေါ့နော်။ဒါဆိုရှင်ကျွန်တော်တာရန်ကို ရောက်ခါနေမှာမြင်တွေ့နိုင်တဲ့မြင်ကွင်းလေးတွေဖြစ်ပါလိမ့်ရှင်။ ဒီကိစမှာဆိုလို့ရှင်ကျမတို့ကယထာနဲ့တွားတဲ့ခါကျတော့ရှင်16နာရီကြာယထာစီရတာပေါ့နော်ဒီမြင်ကွင်းတွေမြင်ကျင်လို့လာခဲ့တာဖြစ်ပါလေရှင်ဒီနေရာမှာတခုတီးခဲ့ရတာကတော့သူကဒီဟန်ဝိုင်းကနေတနာကိုဆိုရင်သူကခရီးအကွာဝေးကတော့ကီလိုမီတာနဲ့ဆိုလို့ရှင်900ကျော်အဲပြီးတော့မိုင်နဲ့တွက်မယ်ဆိုရင်900 900နီးပါလောက်ပေါ့နော်400ကျော်900နီးပါလောက်အလောက်ရှိပါတယ်ဒီတော့သူတို့ရဲ့ဒီတိုင်းထွာတဲ့အတိုင်းထွာတွေကတော့တော်တော်လေးတစ်ခုနဲ့တစ်ခုတော်တော်လေး क्वे ပြနေကြတဲ့အခါဆိုတော့ကျမကသူရဲ့ဒီအကွာဝေးတွေကိုအတိအကျတော့မပြောတော့ရေဘူးရအနေနဲ့ဒီကီလိုမီတာနဲ့ဆိုလို့ရှိရင်900ကျော်မိုင်နဲ့တွက်မယ်ဆိုရင်မိုင်၄၀၀ကျော်900နီးပါးရှိတယ်ဆိုပြီးမှဒီလိုမျိုး တိခေရပါတယ် ဒါရီဆိုလို့ရှင်ယထာရဲ့နောက်မီးတွေကိုလည်းဤကီလိုကောင်းကောင်းလေးမြင်နိုင်ရတဲ့မြင်ကွင်းတွေရောက်တဲ့အချိန်မှာရိတ်ကူးထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်။ဒီနားမှာဆိုရင်ပိုလာတယ်လို့ပြောရမှာပေါ့နော်။သူကယထာလန်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာရင်အဖြူရောင်ပန်းလေးတွေက ပန်းခင်းကြီးတစ်တောင်လုံးအပိအဲ့လိုမျိုးပွင့်နေတာ။ ဒီနားရောက်တဲ့ခါကြလို့ရှင် ပြင်လေကြီးဦးလေးမြင်ရတယ်တောင်တန်းကြီးဦးလေးမြင်ရတယ်။ရောက်ဒီပွင့်နေတဲ့ပန်းတွေဆိုလို့ရှင်အတူကလေးလာတယ်ဒါမျိုးတွေပေါ့နော်ဒီမြင်ကွင်းတွေမြင်နိုင်ဖို့ဆိုရင်ညယထာစီးတဲ့ခါကြမှာဒါဒီမြင်ကွင်းကို မြင်နိုင်မှာ ဖြစ်ပါတယ်ရှင်။ဒါဆိုရှင် ပြင်လေနားအထူးကပေါက်ရောက်နေတဲ့ပန်းဖြစ်နေတွေပေါ့နော်။ကျမကအဲဒါလေးကိုမြင်ခြင်းလို့ပေါ့နော်အဲ့ဒါကိုမြင်ခြင်းလို့အမှတနေကိုအဲ့ဒီယထာ ဒီမန်ပတင်းပေါမှာတနေ့ကိုမတက်ရက်ပြီမှဒီမြင်ကွင်းကိုအမိအယရေကေလိုရိုက်ကူပြီးမျက်ဝေထားခြင်းဖြစ်ပါတယ်ကျမကိုယ်တိုင်ဒီလိုမျိုးမြင်ကူးလေးလေးကြိုက်တယ်ဒါမျိုးတွေပေါ့နော်ဒါဆိုရင်တချို့နေရာတွေမှာဆိုရင် ကတ်တေးလာကင်းတေးလာအဲ့လိုမျိုးတွေမြင်ကြတာပေါ့နော်ဒီနေရာမှာကိုကရထားကောင်းကိုမြင်ချင်တယ်ဆိုရင်တော့ဒီမန်ပတင်းကိုအတူလေးကတ်ပြီးမှအဲ့လိုမျိုးကြီးမာတာမြင်ရတာပေါ့နော်ဒီနေရာနားတွေ့ ဒါမျိုးတွေရှိတယ်ဒီဒီလိုမျိုးဥပမာကွာတချို့ဆိုရင်ဒီတိုင်းပဲဟိုလူတော်လန်ကနေပဲကြည့်မယ်ဆိုရင်ဒီယထာကောင်းကိုမမြင်ရအောင်ယထာအမီးတွေကတော့အဲ့လိုမျိုးနောက်ကနေအဲ့လိုမျိုးကောက်ကောက်ကွေလေးနဲ့အဲ့လိုမျိုးလိုက်ပြီးမှကိုစီလာတဲ့ပုံစံလိုအဲ့လိုခံစားရတာပေါ့နော်ယထာကောင်းဆိုလို့ရှိရင်အဲ့လို ကိုရှက်နေသွားနေတယ်အဲ့လိုမျိုးဒါကတော့ယထာစီးရတာໃຈနေတတဲ့တူတယ်ဆိုရင်ဒီ feeling လေးကိုတော်တော်လေးໃຈတာဒါမျိုးတွေပေါ့နော်ဒါဆိုရင်ဒါနံကိုရောက်ခါနေမှာပိုလာလာတဲ့မြင်ကွင်းတွေကိုကျမတို့သွားခေစင်ကမြင်ခဲ့တာတွေကိုညောင်းဝေထားခြင်းဖြစ်ပါတယ်ရှင်ဒီနေရာမှာနောက်တစ်ခုအာပြောပြချင်တာကတော့ကိုကဒီယထာနဲ့တွားမယ်ဆိုလို့ရှင်ဇိန်နှုံးကတော့ ် US ဒေါ်လာနဲ့ဆိုရင်90ကျော်60လေးပါလောက်ကြာပဲပေါ့နော်အဲခရီးကြချင်းကတော့16နိုင်ချာတွားရတယ်တကယ်လို့များလေရင်နဲ့တွားမယ်ဆိုရင်တော့တနာရီ15မိနစ်နဲ့မိနစ်20အဲ့ဒီဝင်းချင်းတော့ပဲတွားရတာဖြစ်ပါတယ်ဒီတော့တချို့ကတော့လေရင်နဲ့တွားရောက်လေပတ်ကြတာရှိပါတယ်ဒါပေမဲ့ကျမတို့ကယထာနဲ့တွားတဲ့ခါကြလို့ရှင် အရန်လာတဲ့မြင်ကွင်းတွေမြင်နိုင်တယ်ဆိုတာကို တည်တင်းကြားထားတာဖြစ်တဲ့အတွက်ကြောင့်တကူးတကဤခေစဉ်ကိုရွေးချယ်ပြီးမှသွားခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ယထာအနောက်မြေရဲ့နောက်ကနေအဲ့လိုမျိုးပေါ့နော်အရန်လာတဲ့ဒါမျိုးလေဒါကတော့ဗီယက်နမ်နိုင်ငံဒါတန်ကိုဟနွိုင်းကနေဒါနန်ကိုကျမတို့16နိုင်ကြာယထာစီပြီးသွားခဲ့စဉ်ကမြင်ခဲ့တာလေးတွေကိုရိုက်ကူပြီးမျှဝေထားတာဖြစ်ပါတယ်ရှင် ဒီနေရာမှာသူတို့ကယထာလန်းကို ပြင်လေနားမှာဆောက်လုပ်ထားတာဖြစ်တဲ့အခါကျတော့ယထာစီရင်နဲ့ပြင်လေကန်းချေကိုထင်ထင်ရှားရှားမြင်ရတာဒါမျိုးတွေတော့ရှိရပါတော့เนาะဒီတော့ဒါနန်ရောက်လာလေလေမြင်ကွင်းတွေက ရှင်းရှင်းလင်းလင်းနဲ့ပို့ပြီးမှလလာလေအဲ့လိုမျိုးရှိပါတယ်ဒါဆိုရင်ဒါနန်မျိုးအဝင်မှာကျမတို့မြင်ခဲ့တဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ရှင် ဒါနာမျိုးရဲ့အဝိနာမှာဆိုလို့ရှင်လဲအရန်လာတယ်ဘလို့လာတာလဲဆိုရင်သူကလေအေးပြောမယ်ဆိုရင်ကျွန်းစုလို့ပုံစံလေးနာမှာအဆောက်အဦလေးတွေအများကြီးအဲ့လိုမျိုးရှိနေလားဒါဆိုလို့ရှင်အေးဒါနာမျိုးဟိုကိုကျမတို့ဒါနာမျိုးအဝိမှာကျမတို့ရိတ်ကူးထားတယ်ကျမတို့တွားရောက်ခေစင်ကရိတ်ကူးထားတာလေးတွေကိုမျှဝေထားတယ်မြင်ကွင်းနေပေါ့နော်ဒါဆိုရင်ဒါနာမျိုးလို့ပြောတာပေါ့နော် ကဲကျမရဲ့ဗီဒီယိုလေးတွေကိုဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေတွေလေးချိန်နဲ့နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျမမျှော်ဝေတင်ဆက်ထားတဲ့ဗီဒီယိုလေးတွေကိုချိန်နဲ့တက်တဲ့ဆိုရင် like and share လုပ်လို့ရတယ်လို့ subscribe လေးတွေပေးထားဖို့မမေ့ပါနဲ့။မြစ်တာရခိုင်ပြည်သူရှင်။အလောက်ရှိရတဲ့ကြတယ် တော့ခံရထားပေါ်မှာလဲလားလေချင်းချင်းလေးလာလောက်ပြမအရန်ချင်းတယ်အရန်ချင်းတဲ့ခါတော့တယောက်နဲ့တယောက်သွားမယ်ဆိုလို့ရှိရင်ပစာအောင်ထွားရတာလို့ ော်ဆိုလို့ရှင်လေဘယ်လိုပြောရမလဲဆိုလို့ရှင်တရားယထာလန်တော့ဒီနောက်မှာဆိုရင်ဆိုင်ကယ်သွားလို့ရတယ်ဒါဆိုင်ကယ်သွားလို့ရတယ်လမ်းမကားရကားရတမဟိုလည်း AC ကားရတမသွားလို့ရမယ်ဒီလမ်းနေဆိုလို့ရှင်လေဆိုလို့ရှင်ဒီနေ့အားကျွန်တော်တို့ဒီဟာနွိုင်းကနေတာနာမျိုးသွားတဲ့ယထာလန်ပေါ့နော်ဆိုင်ကယ်သွားတယ် ဒါကတော့တာနာကိုရောက်ပြီဆိုတော့အကြောင်းအရာပဲပေါ့နော်ကိုနာဘယ်လိုပြောမလဲဆိုတော့ရှင်စတနိုင်စတနိုင်ဒီစငါးနဲ့ပါတာနာရောက်ပါတယ်အချိန်အပြီးကြာပြီဒါကတော့ဒါနံကယထာဘူတော်မှာကျမတို့ရရှိခဲ့စဉ်ကရိုက်ကူးထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါလိမ့်ရှင်။ ကျမတို့ကတော့တာနန်ကို7:45မိနစ်မှာရောက်ပါတယ်။ဒီတော့အာလုံးဝရပ်တန့်တဲ့အချိန်ကိုအတိအကျပြောရမယ်ဆိုရင်7:00နာရီလောက်ပြောရမှာဖြစ်ပါတယ်။တာနန်ဖေးစတေရှင်ဖြစ်ပါတယ်။